chỉ chơi mà nó thon nó sang ngà gù nè sân nó chơi nó sân nó với chơi thà đấy đi bọn nó nó gặp tìm mà con video clip tiền như này cả đam mê tí ha này ေတဲ့အတွက်ခြေတဲ့တော့ဘလို့ဖြစ်တော့ဆိုတော့ပြောရမှာအားမရပြဒီမူကြီးကဒီတစ်ချိန်အတွက်လည်းမဟုတ်နောက်ထပ်နောက်ထပ်တွင်ဆက်တည်လဲဟိုချဲထိုးနေသမျှကာလာတလျှောက်လုံးတော့အကွက်ရည်နည်းနည်းနဲ့ပုံမှန်နိုင်တဲ့မူမှုပေါ့နော်ဆောက်လိုက်ရွှေနာရှားပါတယ်ဟိုပြက်သွားတဲ့ channel တော့ ပဲဗျ။အဲဟိုပြောရမဆိုရပါတော့။အရင်ကြီးလဲဟောမဟုတ်တော့အစင်တော့ပြည်ယူပေါ့နော်။ဒါမှမဟုတ်လည်း like ကြည့်လိုက်ကြပါတော့။ဟို line ကအစင်ပြည်လားမသိကျွန်တော်နည်းဘယ်လိုပြောမလဲ။အဲတတိတင်တော့ဖြစ်နေပါတော့။ကြလို့အချိန်ရတယ်ဆိုလဲကျွန်တော် ီဒီယိုတော့ထပ်တင်ပေးဦးမှာဗျာကြော်ထားလိုက်တော့ဗျာပထမဆုံးစပြောမယ်နော်စပြောဒီဒီကျော်ရီယာကလင်နာတွေလက်ထပ်အနာကျော်လဲကိုအင်ဂျင်နီယာလောက်ကိုတော့အလောက်မလောက်ဖြစ်ဘူးဒီကောင်တော့ဝါသနာကြီးလွန်းတော့လဲထားတော့ဆိုတော့ဒီ96ခုနှစ်ရဲ့ဒီချိန်ပေါ့နော်ဒီချိန်ဆိုဘယ်လောက်ဖြစ်မလဲ20 23 24ချိန်24ချိန်ဒီကနန်းလေးကဟာ ီ391ဆိုတဲ့ကဏန်းလေးက1ချိန်2ချိန်3ချိန်4ချိန်4ချိန်ခြားပြီးတော့ဒီမှာ319ဆိုပြီးအဲ့လိုပဲဗောနော်ဒီမှာလဲတခါ2021ခုနှစ်မှာဒီ9560ကဏန်းလေးက1ချိန်2ချိန်3ချိန်4ချိန်ခြားပြီးတော့9560ဆိုပြီးတော့ပြန်ရိုက်ခဲ့တယ်နော်၄ချိန်ချပြီးပြန်ရိုက်တယ်အဲ့ရဲ့ အဲ့ကနေစလိုက်တဲ့ဇလန်းလို့ပြောရမှာပေါ့နော်အဲ့ဇလန်းလေးကနေပြီးတော့အခုချိန်မှာဘလို့ပါမမမြင်ရဘူးတဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ဘက်ကအင်တာနက်အဆင်မပြေတာပဲဖြစ်မှာပါနော်နည်းနည်းတော့တိခံပြီးတော့တော့ကြည့်လိုက်ပါကျွန်တော်အချိန်ရတယ်ဆိုရင်ဒီရာကိုပဲဗီဒီယိုအရှင်နဲ့ပြန်တင်ပေးမှာဗျတော်တော်ကောင်းတဲ့မူလေးမှုပေါ့နော်ကျွန်တော်လုပ်ပေးနေပါမမမြင်ရဘူးတဲ့โอเคပါ ကျွန်တော်ဗီဒီယိုအစင်ပြအောင်တော့ပြန်တင်ပေးပါမယ်နော်ရားသလောက်လေးโอเคမြတ်တန်ဘတ်တူအိုင်းနဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ကျွန်တော်ပြလိုက်တော့ကြီးလိုက်နော်ရားကြီးလို့ရားလောက်ပေါ့နော်မရဘူးဆိုရင်လည်းကျွန်တော်ဗီဒီယိုရှေ့ထပ်တင်ပေးမယ်ဆိုတော့ဒီ3ည6အိုက်ကနေ၄ချိန်ချာ3ည1ကိုပြန်ရိုက်တယ်ဟုတ်ပြီဒီမှာလည်းအိုက်တိုင်းပဲ956 956က၄ချိန်ချာပြီးတော့956လို့ တဲ့ပြန်ရိုက်တယ်ပေါ့နော်အဲ့လိုဗျာဒီကောင်လေးရပထမကတ်ပေါ့နော်ဒီကောင်ကဒုတိယကတ်ဒုတိယကတ်မှာမူကိုပြကျင်တာဗျာကနန်းကိုပြကျင်တာမဟုတ်နော်ဆိုတော့ဟုတ်ပြီစားလိုက်ကြအောင်နော်အဲ့လိုလေးကြခဲ့တယ်ပေါ့နော်ကြခဲ့တယ်ဒီမှာဒီလိုရှိတယ်ဆိုတော့အဲ့တိုင်းပဲဒီကောင်ကဘယ်နှစ်နှစ်ချားတော့ကြီးလိုက်တော့ဒီမှာဗျာတင်းရဲ့နှစ် 14နှစ်ချပြီးတော့ဒီမူလေးဒီမူလေးရိုက်တယ်ပေါ့เนาะအကျိန်တူကနန်းတူပဲအကျိန်ကလည်းဒီအကျိန်ပဲကနန်းကလည်းဒီဒီကနန်းပေါ့ဒီမှာလည်းအဲ့တိုင်ပဲဒီကနန်းကို၄ကျိန်ချပြီးပြန်ရိုက်ခဲ့တာတော့ဟုတ်ပြီဗျအဲ့ရဲ့နောက်တစ်နှစ်ကိုပြန်သွားကြည့်အောင်နောက်တစ်နှစ်ကိုပြန်သွားကြည့်တော့ဒီမှာဗျာ ဒီ3961ရဲ့အပေါ်ကနေပြန်ရိုက် အပေါ်ဖြည်းဖြည်းချင်းသွားကြည့်လိုက်ပါနော်။တစ်ကြိမ်၊၂ကြိမ်၊၃ကြိမ်၊၄ကြိမ်၊၅ကြိမ်၊၆ကြိမ်တက်လိုက်။၆ကြိမ်တက်ပြီးတော့ညာဘက်ကိုသွားရင်ဒီ၄3ခုံဆွဲတီကနန်းလေး။၄3ခုံဆွဲတီကနန်းလေးကတဲ့ဒီရက်နေလာပို့တာပါတဲ့နော်။ဒီရက်နေလာပို့တာသူ့ရဲ့ရှေ့ဘယ်ဘက်အပေါ်ကနေပေါ့နော်။၁၂၃၄၅၅ကြိမ်ရဲ့ အပေါ်ကဒီကနန်းလေးပေါ့နော်ဟုတ်ကဲ့ပါတီးခံကြည့်ပြီးကျေးဇူးတင်ပါတယ်နော်ဒါပေမဲ့ဒီဘက်မှာလည်းအင်တာနက်ကတိတ်အဆင်မပြေလို့ဗျာဗီဒီယိုအရှိကျွန်တော်ပြန်တင်ပေးမယ်နော်ရားတော့တော့ကြည့်ပေးလိုက်ပေါ့နော်ဒီ304ဆိုတဲ့ဒီကနန်းလေးကနေပြီးတော့ဒီမှာ430ဆိုပြီးပြန်ရိုက်တယ်အဲ့လိုပဲဗျာဒီဒုတိယကတ်မှာလည်းဒီတိုင်းမှာ1 2 3 4 5 6 6ကြိမ်အပေါ်ပေါ့ဒီညာဘက်ဘေး ေးကဒီ9 3ညတေဆိုတဲ့ကဏန်းလေးကလည်းသူ့ရဲ့ရှင်းနှစ်တနှစ်နှစ်နှစ်3နှစ်4နှစ်9နှစ်မြောက်ရဲ့အပေါ်ကဒီ1 3ည9ဆိုတဲ့ကဏန်းကဒီမှာ9 3ညတေလို့ပြန်ရိုက်ပေးရပါဘောနော်ကျွန်တော်လေးခြုံကြည့်မြင်ရလားမသိဘူးနော်ဒီ3ခွန်လေးက၄3ခွန်လို့ရိုက်တဲ့1 3ည9ကဒီမှာအကျဉ်းတူကဏ္ဍတူ9 3ည1လို့ပြန်ရိုက်တယ်။ဟုတ်ပြီအဲ့လိုပဲဗျာ။အဲ့လိုပဲ တခါဒီမာရောက်တော့ဒီ9395ဆိုတော့ဒီကနန်းလေးက14နှစ်ချားပြီးတော့ဒီမှာ9395လို့ပြန်ရိုက်ခဲ့တယ်အဲ့လိုပဲတခါဒီ9နှစ်ဆိုတဲ့ဒီကနန်းလေးကလည်းသူကရောက်တော့ဒီမှာတော့ကနန်းကမူမဟုတ်နဲ့ကနန်းဖြစ်သွားဗျာဒီ9နှစ်ဆိုတဲ့ကနန်းလေးက14နှစ်ဒီတိုင်းညာဘက်ကိုသွားပြီးတော့အကျဉ်တူကနန်းတူပေါ့နော်ဒီ9နှစ်က125လို့ရိုက်ခဲ့တာပေါ့နော် ရှင်းနေငါလို့ရိုက်ခဲ့တယ်။အဲ့လိုပဲဗျာ။တခါဒီတနှစ်ထဲမှာပဲဒီ396 96ခုနှစ်ရဲ့ပထမဆုံးစပြတဲ့ဒီ319ကိုပြန်ရိုက်ပြီးတဲ့အချိန်မှာသူ့ရဲ့ဒီ69လေးဆိုရဲဒီကနန်းလေးပေါ့နော်69လေးဆိုရဲဒီကနန်းလေးကဒီမှာဗျာဒီလိုတွားကြည့်လိုက်ပေါ့ ဒီကနန်းကိုဒီပဲ့တဲ့မူကနေအပေါ်တက်ကြည့်လိုက်ပေါ့1 2 3 4 5 5ချိန်ရဲ့ဘယ်ဘက်ကို1 2 3ချိန်သွားရင်ဒီ4 6ဆိုရဲဒီကနန်းလေးကဒီ3ည1 9ပေါ့နော် ပြန်ညကြပြီးတဲ့အချိန်မှာ လာရိုက်ပေးတယ်ပြီးခဲ့တယ်ပေါ့နော်ဒီမှာဗျာစင်ပြေလားမသိကြည့်ရတယ်ကျွန်တော်တခါမှ like ကမလွင်ဘူးတော့ဒီ4 6ဆိုရဲဒီကနန်းလေးရပေါ့နော် ဒီမှာ694ဆိုပြီးတော့ပြန်ကြပေးတယ်အဲ့လိုပဲဒီမူရဆက်ကြည့်မယ်ဆိုရင်ဒီ956ဆိုတဲ့ဒီကနန်းလေးကဒီမှာ956လို့ပြန်ကြရကြတယ်ကြပြီးတော့သူ့ရဲ့အောက်ကဒီ940ဆိုတဲ့ကနန်းကခုနအတိုင်းပဲဗျာဒီလိုဒီကနန်းကဒီကိုရိုက်ပြီးတဲ့အချိန်မှာညာဘက်ကိုတက်သွားလိုက်ပေါ့နော်အပေါ်တက်လိုက်တော့1 2 3 4 5 ဒီမှာနော်ဒီ၅ချိန်အထိအပေါ်တက် တက်ပြီးတော့ဘယ်ဘက်ကိုပြန်သွားလိုက်ပေါ့1 2 3 3ချိန်မှာဒီ3 5 4လေးဆိုတော့ဒီကနန်းကဒီ9 5 6ရဲ့အောက်တဲ့တဲ့မှာပြန်လာပြီးရိုက်ပြီးရပေါ့နော်9 40ဆိုပြီးတော့ပြန်ရိုက်ပြီးရဒီ3 5 4ကဒီမှာ9 40ဆိုပြီးတော့ပြန်ရိုက်ပြီးရပေါ့နော်โอเคဟုတ်ပြီဗျာတခါထက်ကြည့်လိုက် လွင်နေလို့ကွင်းဆက်ကမပြတ်သေးတော့ဘလို့ဖြစ်တော့ဆိုတော့ကျွန်တော်တို့မနှစ်ကသားတော့เนาะမနှစ်ကဒီချိန်ဘယ်နှချိန်ဖြစ်မလဲဒါဆိုရင်1 2 3 4 20အာ7ချိန်73ချိန်74ချိန်15ချိန်မှာကြာခဲ့တဲ့ဒီ6 6နှစ်ဆိုရဲဒီကနန်းပေါ့เนาะ15ချိန်မှာကြာခဲ့တဲ့ဒီ6 6နှစ်က မနစ်ကတီကိုသူဟိုတွင်ဆက်ကမပြတ်သေးဘူးပေါ့နော်2024ခုနှစ်ရဲ့15ကြိမ်ဒီကြာခဲ့တဲ့ကဏန်းကလည်းစောစောသွားလို့ပဲဗျာပြန်ကြည့်လိုက်တော့ဒီဘက်ဘက်ကို14နှစ်ပြန်သွားလိုက်ပေါ့နော်14နှစ်ချပြီးတော့ဒီမှာဒီမှာပါကြလဲဆိုတော့၄၈ခွန်ပေါ့နော်၄၈ခွန်ဆိုတော့ဒီကဏန်းလေးကဒါမဲ့ဒီမှာကဏန်းလာပေးခဲ့တာတော့မဟုတ်ဘူး 15ချိန်ကိုကနန်းလာပေးတာမဟုတ်ဘဲနဲ့သူ့ရဲ့သူ့ရဲ့ပုံသူပေါ့နော်မူကိုပဲလာပေးသွားနော်အဲ့မူကဘာလဲဆိုတော့ဒီမှာဗျာအဲ့တော့ဒီတိုင်းဘယ်ဘက်ကိုအာဒီဒီအပေါ်ပဲပေါ့အပေါ်ဘယ်နှချိန်တက်လဲဆိုရင်ရှစ်ဆိုရင်လေးတိုင်းလေဒီမှာဗျာအပေါ်တစ်ချိန်နှစ်ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်၁၀ချိန်ပေါ့နော် ဆယ်ချိန်တက်ဆယ်ချိန်တက်ပြီးတော့ဒီဘက်ကိုသွားပြန်သွားလိုက်ပါတော့1 2 3 4 5 6 9ချိန်ဒီ9ချိန်ကနန်းကဒီမှာလာပြီးတော့6နှစ်လို့ပြန်လာကြပြီပေါ့နော်။ဟုတ်ပြီ။အဲ့လိုပဲဒီဘက်ကိုပြန်သွားလိုက်မယ်ဆိုရင်ဒီ14နှစ်ချပြီးတော့သူ့ရဲ့မူရဒီ၄၈ခုံဆိုကနန်းကလည်း ခုနလိုပဲအပေါ်ပြန်တက်လိုက်ပါတော့ဒီမှာ1 2 3 4 5 6 9 10ဒီချိန်အပေါ်တက်တက်ပြီးတော့ဒီမှာဒီတိုင်းပြန်သွားလိုက်ပါတော့1 2 3 4 5 6 9ဒီခုနှစ်ချိန်ကကနန်းကဒီကိုလာပြီးတော့ပြန်ကြပြီးပါတော့တိုင်းဆောင်ဆွဲသွားမယ်ဆိုဒီခုနှစ်လေးက၄၈ခုလို့ကြတယ်ဒီ6 2 9ကဒီမှာလာပြီးတော့ နဲ့ပြန်ကြပေးရပါတော့။ဟုတ်ပြီ။ချလိုက်တော့ဒါရှေ့ရမူတွေကိုပြပေးရပါတော့။အခုကြိမ်မှာပြန်ကြည့်မယ်ဆိုရင်ဒီကနေ့စပြန်ရည်ကြည့်လိုက်ပါတော့။သူ့ရဲ့ခွင်းဆက်ဒါမပြတ်သေးဘူးဆိုရင်ဒီမှာ1 2 3 4 5 6ခွန်8 8ကြိမ်ရေးပေါ့เนาะဒီကြိမ်မှာဒီခု3ခုနှစ်ထွက်ပြီးသွားတဲ့ အကျင့်ရဲ့အောက်ကျိန်မှာကြမဲ့ခဏန်းကိုယူခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကရှေ့ကိုပြန်ကြည့်အောင်ပေါ့နော်အဲ့တော့ဒီမှာလဲအဲ့တိုင်းပဲဗျဒီမှာဒီဘက်ကိုအပေါ်ပြန်တက်သွားမယ်ဆိုရင်1 2 3 4 5 6 9 8ကျိန်8ကျိန်ရဲ့ဘေးမှာဆိုရင်ဒီနှစ်ဒီအကျင့်ပေါ့နော်အဲ့အရင်8နှစ်ကမူတွေကိုပြန်သွားကြည့်မယ်ဆိုရင်ဒီမှာ1 3 9ဆိုတော့ဒီကဏ္ဍလေးကိုတွေ့ရပါတော့เนาะ1 3 9ပေါ့เนาะအရင်ဘက်ကတော့ဒီကဏ္ဍကိုထွက်သွားတယ်ဒါမှမဟုတ်ဒီအချိန်မှာဒီကဏ္ဍက ကြမယ်ဆိုရင်ကြပေးလို့ရတဲ့အနေထားပေါ့နော်ဒီချိန်ပေါ့ပြီးခဲ့တဲ့ချိန်က3 9နှစ်ကြာခဲ့တယ်3 9နှစ်တည်းကတော့ဖြစ်နိုင်ဘူးပေါ့နော်3နှစ်ကိုဖြစ်ချင်းဖြစ်မဟုတ်ရင်ကိုထိတ်နဲ့ကို3နှစ်ကိုနှစ်3ပေါ့တကွက်လောက်ကြလိမ့်မယ်လို့တော့ယူဆရတာပေါ့နော်ကြမယ်ဆိုလဲသူ့မှာသူ့ရဲ့အထောက်ထားတွေကအပေါ်မှာဆိုရင်ကွာ9ရှိမယ်တပင်းကြဆိုရင်ကွာ2ရှိမယ်ဒီမှာဆိုရင်လည်းအဲ့တိုင်းပဲအပေါ်မှာကွာ9တပင်းကြမှာကွာ2ကွာ2ပြည့်ရပြင်ကို ၅ထိတ်၆ထိတ်ရှေ့မှာခန်းနေတယ်ဒီမှာလည်းအဲ့တိုင်းပဲ၅ထိတ်ဝါးဝါးနေရနော်လိုင်းရသိမ့်မကောင်း၅ထိတ်၆ထိတ်ပြီးတော့ဒီမှာလည်း6ပိတ်နဲ့ဝမ်းချင်းပေါ့နော်ဒီဘက်မှာလည်းတစ်ခါ6ပိတ်နဲ့၄သုံးပါတယ်ဝမ်းချင်းပေါ့နော်အဲ့လိုကြာခဲ့တယ်ဟုတ်ပြီဒါကတော့ပုံသူပွက်ရွှေ့အရာဒီ3 6နှစ်ဆိုရယ်ကနန်းလေးများဒီအချိန်မှာအချိန်လူကနန်းလူကြာခဲ့ဆိုရင်ပေါ့နော် မှုပဲနဲ့ရှေ့ရလိုပဲမူအရပေးမယ်ဆိုရင်ဒီ၃၉နှစ်ဆိုရယ်ကဏန်းလေးကိုဘယ်ကလာပို့တာလဲဆိုတော့ဒီမှာကျွန်တော်ရှေ့ကိုပြန်ကြည့်လိုက်မယ်ဆိုရင်အဲကျေကိုပြန်ကြည့်လိုက်မယ်ဆိုဒီခုနလိုပြန်냐ကြပြီးရန်နေရည်သွားလိုက်ပါတော့เนาะ1 2 3 4ဒီ၄နှစ်မြောက်ကကဏန်းက1 2 3ဆိုရယ်ကဏန်းလေးကများဒီကိုလာပြီးတော့1 3 9 အဲဒီမှာเนาะ293ကနေ239ပြီးတော့လာပေးခဲ့တာလားဗောနော်တကယ်လို့ဒါအဲ့လိုမျိုးဒီ293လို့ဒါပေးခဲ့မယ်ဆိုရင်ဒီကနန်းကဒါဒီလိုကွက်ရွှေ့အရာဒီလိုလာပို့ခဲ့တဲ့စနစ်ဒါမှန်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ကတခါဒီနောက်ဆုံးဒီပြန်ကြကြခဲ့တဲ့ဒီကနန်းကဆိုရင်1 2 3 4၄ချိန်ကနန်းဆိုတာဒီ688 4ကဒီ688 4က ဒီဟိုလာကြကျင်လာကြကောင်းကြနိုင်တယ်ဗောနော်၉၈၈ဗောနော်ကျော်ဒီမှာရေးပေးမယ်၉၉၈၈ဗောနော်၉၈၈ပြမပြောတာကတော့ဒီ923ဗောနော်923 923ဟိုဘယ်နဲ့ဒီမှာဆိုရင်၉88ဗောဟုတ်ပြီဗျာအဲ့လိုလားဒါမှမဟုတ်အဲ့လိုမဟုတ်ဘူးနောက်ထပ်ရှိသေးတယ်ရှိသေးတယ်ဆိုတာတကယ်လို့ ဒီအကျင့်ကဒီကနန်းကပေးခဲ့တာမဟုတ်လို့ဒီဒီဒီကနန်းရဲ့ဒီဘယ်ဘက်အောင်ဆောင်ကဒီကို3နှစ်ဆိုတဲ့ကနန်းလေးရများဒီကိုလာပြီးတော့ပေးခဲ့တာ ဖြစ်ခဲ့တယ်ဆိုရင်ကြကဒီမှာပြန်ကြည့်လိုက်မယ်ဆိုရင်เนาะဒီ3ည5လေးရဲ့ဘေးကကနန်းပေါ့เนาะဒီမှာ3ည3ည2ဆိုတဲ့ကနန်းပေါ့เนาะ တုံညာတုံညာနေဆိုကနန်းလေးများဖြစ်နေမလားဗောနော်200ဗော200 200ဆိုကနန်းလေးများဖြစ်နေမလားဗောနော်200 Okay အဲ့လောက်တင်မဟုတ်သေးဘူးရတခါဆက်ကြည့်လိုက်တော့တခြားရှိသေးတယ်ရှိတဲ့ဟာတွေကဘာတွေလုံးဆိုတော့တခါဒီပထမကတ်ကတ်နေဒီဘက်ပြန်ယူသွား2 4 6ခုနှစ်ကြိမ်ကနန်းပေါ့နော်ဒီခုနှစ်ကြိမ်ကနန်းက3 9နှစ်ဆိုရယ်ကနန်းကဒီကို ရိုက်ခဲ့တာဆိုရင်ဒီမှာလည်းတစ်ခါပြန်ကြည့်လိုက်မယ်ဆိုတော့อืมဒီ9 3ညာ9နေမှာပြန်ယူရမှာပေါ့เนาะအဲ့ဒီ2 4 6 9ကြိမ်9ကြိမ်ကဏ္ဍကဒီ6 6လေးဆိုတော့ကဏ္ဍလေးဖြစ်နေတယ်ပေါ့နော်6 6လေးပေါ့နော်ဒီမှာ6 6လေးပေါ့နော်ဒီကဏ္ဍဖြစ်နေတယ်ဟုတ်ပြီဟိုလိုင်းကတိတ်မကောင်းဘူးညကျွန်တော်ဘက်ကမကောင်းတာเนาะကြီးတဲ့ဘက်ကမကောင်းတာဟုတ်ချင်မှာဟုတ်မှာ ဒီ6 6လေးဆိုတာကနန်းပေါ့နော်ဟုတ်ပြီအဲ့ကွင်းဆက်မပြတ်သေးဘူးဆိုရင်တခါအဲ့လိုမှမဟုတ်လို့အဲ့ကနန်းကပေးကျင်တာမဟုတ်လို့တခြားနေရာပေါ့နော်ဒီ3 2 6ဆိုရဒီကနန်းလေးကပဲဒီချိန်အတွက် လာပြီးတော့အထောက်ကူဖြစ်အောင်ပံ့ပိုးပေးခဲ့တဲ့ကနန်းဖြစ်တယ်ဆိုလို့ရှိရင်တခါဒီမို့ပြန်သွားကြည့်မယ်ဆိုရင်ဘယ်ကောင်ဖြစ်မလဲဆိုတော့ဒီ6 6ဆိုရဒီကနန်းလေးပေါ့နော် 6 9 8ပေါ့နော်အဲ့တော့ဒီအချိန်မှာထိုးထိုးသင့်တဲ့ကဏ္ဍပေါ့နော်အပေါ်ဆုံးကတော့ဒီဟာကိုအဓိကထားပေးရပါတော့နော်9 2 3 9 2 3ကတော့အကြိုက်ဆုံးပေါ့နော်ကျွန်တော်မနေ့ကလည်းဗီဒီယိုတစ်ပုဒ်ထပ်တင်ခဲ့တယ်ဒီကဏ္ဍပေါ့ဒီကဏ္ဍမဟုတ်လို့ပြင်ရန်အရန်အနေနဲ့တော့9 8ကိုရန်ရမယ်200ကိုနည်းနည်းရန်ရမယ်6 9 4 6 9 8ကိုနည်းနည်းရန်ရမယ်ပေါ့နော်အဲ့လိုမျိုးပေါ့ โอเคပါကျွန်တော် comment မှာတော့ပြန်ပြေးပေးမယ်เนาะဘာတွေဘာတွေဆိုတာဗီဒီယိုအစီလဲနည်းနည်းရှင်းအောင်လို့ပြန်တင်ပေးပါမယ်ခုကနည်းနည်းလေးရှင်းသွားတယ်တော့ကျေးဇူးတင်ပါတယ်เนาะအားလုံးပဲတုံးတန်တိုင်းကြမ်းမာရေကူဆိုင်ကြပါเนาะဒီလောက်ပါပဲ